တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်10:00နာရီမှာစိန်ကျင်းဘက်မှာခက်ကြမ်းကြမ်းပွဲစဉ်တစ်ပွဲရှိပါတယ်။မြူးကာစင်နဲ့အာဆင်နယ်ဒီယူကာဆင်နဲ့အာဆင်နယ်ဆိုတာကဘယ်သူကဘယ်သူ့ကိုယ်ပဲသွားသွားအခုနောက်ပိုင်းတော်တော်လေးကြည်ကောင်းလာတယ်။ကံကြရလေအရင်တော့အညို့ရည်နဲ့များကံကြလာမသိဘူး။တစ်ခါလေကျရင်ပွဲကတော်တော်လေးကျန်းတယ်။ တခါကြီးကြရင်လေနယူကစက်က physical အပြုတ်ပြီးကစားရမှန်ပဲတချို့ပွဲဒီမှာအာဆင်နီကတော့မှဥအောင်ကျန်းတဲ့ခိုက်တန်တွေရှိတယ်။ဘာပြောနှစ်သင်းစလုံးကတော့အခုနောက်မှ physical အပြုတ်ပြီးဆော့လာတာတွေ့ရတယ်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကင်တွယ်မဲ့ကွင်းနဲ့ဒိုင်းနဲ့ဘူရီယာအကြောင်းပြောလိုက်အောင်။တချို့ကြီးကတော့အကိုအဲ့ဒီအကြောင်းမပြောပါနဲ့ဒိုင်းနဲ့ကျက်သိမရှိဘူးဘာညာပြောယူမလဲ။ပွဲစဉ်တပွဲကိုကင်တွယ်မဲ့ဒီဒိုင်းနေသည်ဒီအသေးနဲ့ပတ်သက်ရင်ဘယ်လိုမျိုးချမှတ်ခဲ့တယ်ဆိုတာကိုကြောက်ကွင်းမြောင်သူတို့နာမည်လေးကိုကျွန်တော်ထုတ်ပြောဖို့တော့လိုအပ်တယ် အရေးချင်းရှိတာမရှိတာတပိုင်းသူတို့နဲ့ကျွန်တော်ပတ်သက်ခဲ့ဘူးတယ်ထပ်ပြီးတော့လည်းပတ်သက်နေရောပါအမြဲတမ်းအဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွင်မဲ့ကွင်းလက်တိုင်းတော့ဂျာရက်ဂီလစ်သူကတော့အာဆင်နယ်အသင်းရဲ့ပွဲစဉ်စုစုပေါင်း၉ပွဲမှာ၆ပွဲနိုင်တပွဲတည်2ပွဲရှုံးဝါကတ်ဆက်နက်ကအာဆင်နယ်ကိုပြထားတယ်ဒီချက်လက်တည်းအကြောင်းဆိုရင်တော့အာဆင်နယ်ကဒီတိုင်းကင်တွင်တဲ့ပွဲစဉ်တွေမှာဆို9ပွဲများများရတယ် တရေတပွဲပဲကြာပြီးတော့ရှုံးပွဲတစ်ပွဲရှိတယ်။ဝါဆက်နှက်ကအပြခံထားရမှိုင်းမဲ့အနီကပ်ဆိုတဲ့ record တော့မရှိဘူး။ဂျာရက်ကီလစ်ကင်တွေ့တဲ့ပွဲစဉ်မှာဘူယာရဲ့နာမည်ကတော့ဒါဒါရင်အင်္ဂလန်ပေါ့လေ။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွေ့မဲ့စိန်ချင်းဘက်မှာကင်တွေ့မဲ့ဒိုင်နီနဲ့ဘူယာနာမည်ကိုသိရပြီ။ကဲကျုံးနောက်တစ်ပိုင်းအဲ့ဒါကတော့တမန်ကြောင်းတွေ့ဆုံမှု စုစုပေါင်း63ကြိမ်တွေ့ဆုံထားတယ်။နျူကာဆယ်နဲ့အာဆင်နယ်ပေါ့လေ။အဲ့ဒီတွေ့ဆုံမှုမှာအာဆင်နယ်သည် ပွဲပေါင်း40နိုင်ထားတယ်။နယူကာဆယ်က12ပွဲနိုင်ထားတယ်။တရေ17ချိန်ကြာထားတယ်။ခြေစမ်းပွဲမှာတော့ကနောက်ဆုံးကန်ခဲ့တာတော့အာဆင်နယ်က3ဂိုး2ဂိုးနဲ့နယူကာဆယ်ကိုနိုင်ခဲ့တယ်။ကြံခဲ့တဲ့ရာသီမှာတော့မမှတ်ရပါပဲ။အာဆင်နယ်က1စီးနဲ့တပွဲနိုင်တယ်။ကာဆယ်က1စီးနဲ့နိုင်တယ်။ကြံခဲ့တဲ့ပရီးမီးယားလိမှာတော့နှစ်ကြော့တယောက်တစ်လက်စီနိုင်ထားခဲ့တယ်။ဒါပေမဲ့ကာရာဘောင်ကပ်စီမီဖိုင်နယ်မှာတော့အသွောအပြောင်း2စီး2စီးနဲ့နယူကာဆယ်ကအာဆင်နယ်ကိုချိန်ထားတာ။ ဟာဒီနှစ်မှာတော့ဘလို့လာမလဲမသိဘူးမနစ်ကတော့ဆိုရင်တော့အီဆက်ကအာဆင်နယ်နဲ့တွေ့တိုင်းဂိုးသွင်းညင်နေဆိုတဲ့ဆူတောင်းတကယ်ပြည့်တယ်တကယ်ဦးမှခြေစွမ်းလဲပြတယ်တကယ်လက်ကောင်းခဲ့တယ်ဒီနှစ်ကတော့အီဆက်မရှိဘူးသူတို့တိုက်စစ်မှုတစ်တော့ဝယ်ထားခဲ့တယ်အဲ့တော့အာဆင်နယ်ရဲ့တွဲဆုံမှုမှတ်တမ်းတွေရဆိုရင်တော့63ညင်မှာအာဆင်နယ်ကအချိန်ကြီး40နိုင်ထားဖြစ်တဲ့အတွက် record တွေရတော့တာတယ်ဒါပေမဲ့ပေါ့ဆလို့တော့မရဘူးဘာကြောင့်လဲဆိုတော့ DRT Premier League မှာ Newcastle နေနဲ့နိုင်ပွဲတွေပဲရှိထားတယ်ကျန်တာတည်ရီသူတို့6မှတ်ရတယ် နိုင်ပွဲကြောင့်ရတဲ့သုံးမှတ်ကေတေကြောင့်ရတဲ့သုံးမှတ်ကေအဲကြောင့်နျူကာဆယ်အခုဟန်ကလေအနိုင်မကန်နိုင်ဘူးဆိုရင်မင်းတို့တေရအောင်ဆွဲခေါ်သွားမယ်ဆိုတိုက်ထဲမှာရှိတယ်အဲကြောင့်မလို့ဒီလိုအသင်းတွေကပုံပြီးကြောက်ရတယ်အနိုင်ကံပဲကွာအရှုံးကံပဲကွာဆိုတဲ့အသင်းတွေဆိုင်ရင်ငါတို့မင်းတို့အနိုင်မြူနိုင်ဘူးဆိုရင်တော့မင်းငါတို့စီကနေအမှတ်ပြစ်မရသွားစီရအောင်ဆိုပြီးတေရဆွဲခေါ်သွားတဲ့အသင်းမျိုးတွေကြောက်ရတယ်အဲ့တိုက်ဖြစ်နေအခုနျူကာဆယ်ရဲ့တိုက်က ဲ့တော့သူတို့အနေနဲ့ဒါချန်ပီယံလိမှာဆိုလဲဘာစီလိုနာကိုရှုံးတယ်အခုနောက်ဆုံးကန်သွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဘတ်ဖရိုအသင်းကိုသူတို့အနေနဲ့တတိယအဆင့်ခါတာပေါ်မှာတော့၄ဂိုးတူးနဲ့နိုင်တာမိန်မဲ့ပရီးမီးယားလိမှာဆိုရင်ဝူတသိန်းနဲ့ကိုပဲသူတို့ဝမ်းစီးနဲ့နိုင်ပြီးကြံတဲ့ပွဲဒီမှာတေကြတယ်ရှုံးခဲ့တာတွေရှိတယ်အဲ့တော့အတီဟောင်းအကြောင်းရင်အိုက်တာအကြောင်းကိုကြိုးတစ်ချက်သုံးသပ်ကြည့်လိုက်အောင်နီးပြနှစ်ယောက်ရဲ့ဂိမ်းပလန်ပေါ့လေအတီဟောင်းအကြောင်းကိုပြောရမယ်ဆိုရင် သူကတခါကျရင်တပွဲတူကောင်းတဲ့နီးပြ ကျွန်တော်တို့အရန်ကြိုက်တဲ့ quality မြင့်နီးပြတယ်မှာတော့မပါဘူးဒါပေမဲ့သူကအလဲလက်ထပ်ပို့တဲ့တပွဲရိုးကောင်းတဲ့နီးပြတယ်မှာပါတယ်ကစားသမားတယောက်ချင်းစီကနေအကောင်းဆုံးတွေကိုညှစ်ထုတ်ပြီးတော့ high press များများပေးခိုင်းပြီးတော့ physical အပြုပြီးဆော့တဲ့နီးပြတယ်မှာပါတယ် ပြီးတော့ direct attack direct attack ဆိုတာမြင်သာအောင်ပြောရင်ကိုကဘောလုံးပြန်ရသွားပြီဆိုရင်ဝိမနေပဲနဲ့ချက်ချင်းတိုက်စစ်ကိုထိချက်နှစ်ချက်သုံးချက်နဲ့ချက်ချင်းသွားတယ်ချက်ချင်းဂိုးတွေအငိုင်ဖမ်းပြီးယူတယ်အဲ့ဒီပုံစံမျိုးမှာအရင်တော့ဆိုသူတို့စီကနေထွက်လာတဲ့ long ball တွေ queen line တွေထွက်လာတဲ့ aggressive pass တွေအဲ့ဒါက isac စီရောက်တဲ့ isac က finishing လုပ်တယ်အဲ့တိုက်နဲ့သွားတာအဲ့ဒါအတီဟောင်းရဲ့တိုက်အရန်ကောင်းတဲ့နီးပြတူမဟုတ်ဘူးဆိုရင်ကစားသမားတွေသူ့အတွက်ကစားပေးချင်လာအောင်ဆွဲဆောင်နိုင်တဲ့နီးပြတယောက်ပြောတတ်ဆိုတတ်တယ်အဲ့တော့အဒီဟောင်းလည်းရိုင်းသွားပြီးပေါ့ဆောက်လို့မရဘူးကျုံသွားကံမှာက စိန်ချင်းပတ်ပါအဲတစ်ဖက်ကအာဒီဒါကတော့ဂိမ်းပလန်ကြိုးတင်ပြင်ဆင်မှုကောင်းတယ်တခါကျရင်ကွန်လုံးအားကြီးပြီးတော့အရန်ညောင်ထဲသုံးတာရှိတယ်ပွဲတော်ပွဲမှာကြိုးတင်ပြင်ဆင်မှုကောင်းတယ်ဒါပေမဲ့ပွဲအစ9မိနစ်10မိနစ်မှာတော့အထာလေးတယ်တဖြည်းဖြည်းမှအာဆင်နယ်ကြာလာတော့မှတဖြည်းဖြည်းနဲ့ return မိလာတာမျိုးတွေရှိတယ်ဆက်စားခြင်းမှာဆိုရင်ကိုယ်အိမ်ဝင်တာသူ့အိမ်ဝင်တာဝေခွဲများတဲ့အထိပဲတော်တော်လေးဥမာဂိမ်းအထာနေတယ်အဲနောက်တစ်ချက်ကအိုက်တာမှာပြဿနာဘာလဲဆိုတော့အဲ့ပွဲအတွင်းမှာ plan B အပိုင်း ဒီဂိမ်းနဲ့ပတ်သက်ပြီးငါတို့ဘလို့ပြောင်းပြီးကစားမယ်ဆိုတဲ့အပိုင်းရလူစားလဲမှုအပိုင်းဒီမှာနည်းနည်းလေးနှီးတယ်မကောင်းပြောတာမဟုတ်ဘူးနော်တချို့ပွဲစဉ်မှာပျောင်မြောက်တဲ့လူစားလဲလဲမှုတချို့လုံနိုင်မယ်တချို့ပွဲစဉ်တွေမှာဆိုရင်အဖြေရှာမြတဲ့ဒီတိုင်းပဲပြီးသွားပြီးတော့ဂိုးမြားတဲ့ပွဲစဉ်တွေရှိတယ်အိုက်ဒါဒီအရန်တော်တဲ့နီးပြတဲ့မှာပါလားဆိုတော့ ပါပါတယ်ဒါပေမဲ့အဲ့ရမ်းတော်တဲ့နီးပြတွေမှာပါတယ်ဆိုပြီးကျွန်တော်တို့လက်မထောင်ပြီးပြောဖို့ဆိုရင်ဖလားယူဖို့လိုအပ်နေတာအဲ့တော့ तू လဲဖလားယူပေးရမယ်ဆိုရင်စိတ်သူ့စီမှာလည်းအမြဲရှိပါပါအဲ့တော့ဒီလိုအသင်းတွေတော့ तू နိုင်မှဖြစ်မယ်ဘာကြောင့်လဲဆိုတော့ကြီးချောက်ကြီးတွေမှာမပါဘဲနဲ့အဲ့ဒီပါဖို့အတွက်ကြိုးစားနေတဲ့ညူကဆယ်လိုအသင်းမျိုးကိုနိုင်လိုက်ရင်ချန်ပီယံလိဝင်ဝင်တက်လေတသင်းကိုဆုံးမပြီးသားဖြစ်သွားမယ်တစ်ဖက်မှာဆိုလေထိုက်တယ်ရစ်မှာလီဗာပူးနဲ့အမှတ်မကွာဖို့အတွက်ကြိုးစားမယ်ပေါ့လေကဲဂျီမန်ချက်တွေအကြောင်းပြောလိုက်အောင် နီယူကာဆယ်ရဲ့ရည်မှန်းချက်ကတော့ရှင်းတယ်ချန်ပီယံလိဝင်ဝင်ရနေသူတို့လောလောဆယ်သွားနေတယ်သူတို့ရဲ့လုပ်ငန်းစဉ်သူတို့အသင်းရဲ့ project တွေရဆိုရင်မှန်တယ်ပြောလို့ရတယ်ဒါပေမဲ့အာဆင်နယ်ကခြားနားသွားပြီလက်ရှိလူစင်းနှွေးပါဝတ်ထားခဲ့တဲ့ရှေ့ရောက်ဒန်ယားနေပြန်လာတဲ့ကစားသမားတွေအသင်းရဲ့ squad ကလုံးဝကောင်းနေတာရယ်ကစားသမားတွေရဲ့မျောလင်းချက်တွေကြောင်းဝင်ဆိုရင်တော့သူ့အနေနဲ့ title ရေးမှာအမြဲတမ်းရှိနေမှာဖြစ်မှာအမြဲတမ်းရှိနေဆိုတာဒုတိယနေရာအတွက်ပြောတာမဟုတ်ဘူးเนาะအမြဲတမ်းပြိုင်နေရမှာလက်ပါဘူးနဲ့အဲကြောင့်မို့ ာဒီဒါအနေနဲ့လက်ရှိချိန်မှာငါးပွဲကံပြီးချိန်မှာငါးမှတ်ပြတ်နေအခု6ပွဲမြောက်ဒီပွဲစီမှာကိုကနိုင်ထားဖို့လိုတယ်လီဗာပူးဘလို့ရလက်ထွက်ထွက်အော်အာဆင်နယ်အသင်းသားနိုင်ထားခဲ့ရင်လီဗာပူးနဲ့ငါးမှတ်ဆိုတဲ့အနေထားဒီလီဗာပူးနိုင်သွားခဲ့လေအဲ့အတိုင်းပဲအကယ်၍လီဗာပူးခြေချော်သွားခဲ့သည်ရှိတော့အာဆင်နယ်ကကိုယ့်လုတ်ကိုယ်လုတ်ထားနိုင်ဖို့တော့လိုအပ်တယ်ဘာပြောပါအာဆင်နယ်အသင်းနဲ့ဒီဘက်ယာတီမှာတော့နယူကာဆင်နယ်ပတ်သက်ပြီးအဖြေတစ်ခုရှာနိုင်သွားမှထင်တယ်တည့်ရအတိုင်းပဲ ျွန်တော်တို့အမြင်ဒုက္ခရောက်လိရှိတဲ့အီဆက်လေပောက်ဘူးကိုရောက်သွားခဲ့တာကနျူကာဆယ်ရဲ့နည်းနည်းလေးတော့နေသွားလို့ထင်ဒါပေမဲ့သူတို့ထပ်ဝယ်ထားတဲ့တိုက်စစ်ကောင်မောက်လည်းကျွန်တော်တို့အထင်သေးလို့မရပါဘူးဝါတာမတ်တီလို့လို့ကစားသမားတွေဝယ်ထားတယ်အဲပြီးတော့ ဒီအီလန်ကလိုကစားမမျိုးတွေထပ်ပြီးဖြည့်ထားတယ်ပြီးတော့ဂေါ်ရွန်လိုမျိုးအာဆင်နယ်နဲ့တွေ့လို့ရှိရင်ခြေစွမ်းအတကုံပြဖို့ကြိုးစားတဲ့ကစားသမားတွေရှိတယ်။ကွင်းလန်မှာဆိုရင်ဂျိုလင်တန်တိုနာလီဘရူနိုဂူမာရီတို့လိုမျိုးအမြင်ကလောက်အောင်ခြေစွမ်းပြလိရှိတဲ့ကစားသမားတွေလည်းပါတယ်။အဲကြောင့်အိုက်တာနီနဲ့ကောင်းမေညိုမေဆိုတဲ့ဆက်တယောက်ကိုထုတ်သုံးဖို့လိုတယ်။တခုပဲအိုက်တာနီနဲ့ဒီပွဲပြီးရတဲ့ချန်ပီယံလီပွဲစဉ်တွေရဲ့ဝက်ဆန်နဲ့ပွဲစဉ်တွေကိုစိတ်မရောက်ဖို့လိုအပ်တယ်။ဒါကိုသုံးမှတ်ပြပြဝါယူနိုင်မှကျွန်တော်တို့ရေရှည်ချောက်ရမယ်ခီလန်ကအမှတ်တွေတိတ်ပြီးမပြတ်သွားတော့မှာ။အော်ညီကိုတို့ကဘယ်လိုထင်လဲ။ အာဆင်နယ်တင်းရဲ့ကစားပုံရဲ့အာဆင်နယ်တင်းရဲ့လက်ရှိလူစင်းရဲ့အခုဆိုရင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအိုဒီကတ်နဲ့ဆာကာပြန်လာတော့မယ်ကြားသိရတယ်။ဆာကာတော့ပြန်လာပြီးသားပါ။ဒါပေမဲ့အိုဒီကတ်ပြန်လာတော့မယ်ဆိုတာမျိုးရဲ့အဲတချို့ကစားမိုက်တော်တော်လေးဖြစ်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးရဲ့ဇူဝီမန်ဒီအပြုံမှာနော့ကတ်ကလည်းရန်ကုန်မှာရှိနေမယ်ဆိုတဲ့အနေအထားရဲ့အဲ့တော့ကစားကွက်အခင်းချင်းရအဝေးကွင်းဆိုပေမဲ့လည်းအာဆင်နယ်တို့သုံးမှတ်ပြပြဝယူပြီးပြန်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဂိုးရက်လက်ကိုခံမှန်းရရင်တော့ကျွန်တော်က0-1လို့ပဲထင်တယ် ဂိုးတွေရိုင်းမပြက်တော့ဘူးအဲ့ဒါဘာလို့ဆိုဒီယာဒီမှာအာဆင်နယ်တင်းရဲ့ကောင်းမွန်လာတဲ့ခံစစ်ရဲ့ဒီယာဒီမှာနျူကာဆယ်ရဲ့တချို့ပွဲစဉ်တွေမှာဂိုးရောက်ဖို့ခက်ခဲပြီးတော့ပရီးမီးယားလိမှာတိတ်ပြီးရလက်မငြိမ်သေးတဲ့အခိုက်အတန့်ရဲ့ဆိုတာကြောင့်အာဆင်နယ်က Z1 ဆိုတဲ့ရလက်နဲ့ဒီပွဲစဉ်ကိုနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးပွဲကြီးဆော့တဲ့ညီကိုတွေ ဒီညပရီးမီးယားလိပွဲစဉ်နေကျွန်တော်စီမှာလာဆော့ဖို့အားလုံးကိုဖိတ်ခေါ်ပါရတယ်။ကိုထုတ်စီမှာဆော့လို့ငွေကြီးနောက်ကျမဲ့ကိစ္စကြီးလုံးဝမရှိပါဘူး။အိုင်ဘက်ခွန်ရှိကိုစပော့အိမ်နိုင်နဲ့အားလုံးဆော့လို့ရပါတယ်။ရော်စားမှန်ကန်ပြီးတော့လက်ကြီးလက်သေးသမားကြီးအားလုံးကိုကြိုဆိုပါရခင်ဗျာ။ဘိုင်ဘောဖုန်းနံပါတ်တောင်ကို646 963 3တိန်နံပါတ်တောင်ကို9963ခေါင်းရောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်။